မင်္ဂလာပါခင်ဗျာဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့2025ခုနှစ်ဇွန်လ23ရက်နေ့အထိယူကရိန်းနဲ့ရုရှားတို့ရဲ့နောက်ဆုံးရစစ်ရေးသတင်းအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုများပြီးခဲ့တဲ့24နာရီ48နာရီအတွင်းရုရှားတပ်ဖွဲ့တွေဟာယူကရိန်းနယ်မြေအနှံ့ပြားကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်ဇွန်လ22ရက်နေ့ညကကီယက်မြို့ကိုဒရုန်းတွေနဲ့အကြီးအကျယ်တိုက်ခိုက်ခဲ့ရမှာ ရှဟတ်အမျိုးအစားဒရုန်းများကိုအသုံးပြုခဲ့ပြီးတော့တောင်ဘက်အရှိတောင်ဘက်အရှိဘက်နဲ့အရှိမြောက်ဘက်တို့ကနေဝင်ရောက်တိုက်ခိုက်ခဲ့ပါရီတရင်အရင်မြစ်တီအရာရုရှားတွေဟာဒရုန်း190နဲ့ Iskander K Iskander N အမျိုးအစားဒုံးကြီး9စီးကိုအသုံးပြုခဲ့တယ်လို့သိရပါရီယူကရိန်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေအရစုစုပေါင်းဒရုန်းနဲ့ဒုံးကြီး368စီးကိုရုရှားတို့အသုံးပြုခဲ့ပြီးတော့ယူကရိန်းတို့ကဒရုန်း352စီးအနက် 336စီးခန့်နဲ့ဒုံးကျည်15စီးအနက်7စီးခန့်ကိုပြစ်ချနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။သို့တော်လည်းရုရှားတို့ကပြစ်မှတ်ထားခဲ့တဲ့အရာအလုံးဒီပါပျက်စီးသွားတာကိုကြည်ချင်းအဖြစ်ယူကရိန်းအနေနဲ့များစွာပျက်စီးနိုင်ခဲ့ခြင်းမရှိကြောင်းတွေ့ရပါတယ်။တိုက်ခိုက်မှုတွေကြောင့် KF မျိုးတော်ရဲ့မတူညီတဲ့နေရာတွေမှာပောက်ကွဲမှုများစွာဖြစ်ပွားခဲ့ပြီးတော့တိတိတသားပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ပျက်စီးခံရတဲ့အဆောက်အုံတစ်ခုဟာ ယူကရိန်းတို့ရဲ့ရုရှားဖက်ဒရေးရှင်းနယ်မြေအတွင်းမှာအနက်ဆိုင်ဆုံးနေရာများအထိတိုက်ခတ်ရန်အသုံးပြုမဲ့ဒရုန်းတွေနဲ့ဒုံးကျည်အစိပ်ပိုင်းတချို့ကိုတိစောက်ရမှာအသုံးပြုခဲ့တဲ့နေရာတွေဖြစ်တယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။လေကျင်ရေးစခန်းတွေဖျက်ဆီးခံရမှုရုရှားကာကွယ်ရေးဝန်ကြီးဌာနကယူကရိန်းမှာရှိတဲ့လေကျင်ရေးစခန်းတွေကိုဖျက်ဆီးခဲ့တယ်လို့ဗီဒီယိုများလည်းထုတ်ပြန်ခဲ့ပါတယ်။ဆူမီဒေတာတောင်ပိုင်းဆူမီမြို့ရဲ့တောင်ဘက်မှာယူကရိန်းလက်နက်ကင်အဖွဲ့ရဲ့ကံလောင်ယုံဒါမှမဟုတ်ခဲယံတူလောင်ယုံတို့ခုကို ရုရှားဒုံးတစင်းကရှာဖွေတွေ့ရှိခဲ့ပြီးတော့အစ္စကန္ဒာ K ဒါမှမဟုတ်အစ္စကန္ဒာ M ဒုံးကျည်နဲ့တိုက်ခတ်ခဲ့ပါတယ်အဲဒီတိုက်ခိုက်မှုကြောင့်အလွန်ပြင်းထန်တဲ့ပေါက်ကွဲမှုတွေနဲ့ဒုတိယပေါက်ကွဲမှုတွေဖြစ်လာခဲ့ပါတယ်ယူကရိန်းတို့ဟာဆူမီဒေတာမှာရခိုင်ကဆုံးရှုံးခဲ့တဲ့နေရာတချို့ကိုပြန်လည်ရယူဖို့ထိုးစစ်တွေနဲ့လှုပ်ဆောင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာရုရှားတို့အတွက်အလွန်ရေးကြီးကြောင်းသိရပါတယ်ခါဆွန်ဒေတာတောင်ပိုင်းခါဆွန်ဒေတာမှာယူကရိန်းတပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့လေးကျင်ရေစခန်းတစ်ခုကိုလည်းဖျက်ဆီးခဲ့ပါတယ်။အဲဒီစခန်းမှာစစ်သားတွေရင်းနေတဲ့ကာကွယ်ရေးနေရာတွေလေကြောင်းရာကာကွယ်ရေးစနစ်တွေနဲ့ရုရှားနယ်မြေအတွင်းကိုနက်ဆိုင်စွာထိုးဖောက်တိုက်ခိုက်ဖို့ဒရုန်းတွေနဲ့ဒုံးကျည်များလေးကျင်နေတဲ့ယူနစ်များပါဝင်ခဲ့ပါတယ်။ရုရှားတို့ဟာအဲဒီတပ်ဖွဲ့တွေစုဝေးမှုကိုတွေ့ရှိပြီးတဲ့နောက်ကလုစတာဝါဟတ်တပ်ဆင်ထားတဲ့တော်နယ်ဒို S ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ရမှာယူကရိန်းတို့ဟာရင်စက်တစည်းခန့်နဲ့ စစ်သား85ဦးခန့်တေဆုံးခဲ့ပါတယ်။ရှေ့တန်းအခြေအနေကတော့စူမိုဒေတာအရှိမြောက်ပိုင်းယူကရိန်းတို့ဟာအဲ့ဒီဒေတာမှာအင်အားဖြည့်တင်ပြီးတော့ထိုးစစ်များစွာကိုလှုပ်ဆောင်ခဲ့ပါတယ်။သူတို့ရဲ့တိုက်ပွဲနယ်မြေကိုတည်တည်တတ်တတ်တိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။အန်ဒရက်ဖကာရွာကိုလုံးဝနေပါပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာအေရီးယားပြင်ပမှာထိုးစစ်ဆင်မှုတွေကိုရပ်တန့်ခဲ့ပြီးတော့ယူကရိန်းတို့က LSCF ကမြို့စီကိုဆက်လက်တိုက်ခိုက်ဖို့စီစဉ်နေပုံရပါတယ်။ ရုရှားတို့ဟာဆူမီမြို့ကိုတိုက်ခိုက်ရန်အမှန်တကယ်စီစဉ်ထားခဲ့ခြင်းမဟုတ်ဖ ೇನೆ ယူကရိန်းတွေရဲ့အာယုံကိုလမ်းကြောင်းလွှဲရန်တာဖြစ်ပါတယ်။လီမန်ဒေသတောင်ပိုင်းပြီးခဲ့တဲ့48နှစ်အရွယ်အတွင်းမှာရုရှားတွေဟာသူတို့ရဲ့အနေအထားကိုတိတိတတ်တာတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့အစီရင်ခံစာအရကတော့ပက်ထရော့ဘတ်စကာရွာကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရုရှားတွေဟာအနောက်မြောက်ဘက်ကိုဆက်လက်ထိုးစစ်ဆင်နေပြီးတော့စူကာမြို့ကိုတက်နိုင်သမျှနီးကပ်ရန်ရည်ရွယ်နေပါတယ်။ဒါ့အပြင် နိုဗီယွာကိုဝင်ရောက်နိုင်ခဲ့ပြီးတော့မြောက်ဘက်ကိုဆက်လက်ရွေးလျားကတောင်ဘက်ကနေလီဘကာမြို့ကိုတိုက်ခတ်ရန်ရည်ရွယ်နေကြောင်းသိရပါတယ်။ရုရှားတွေဟာသူတို့ရဲ့စစ်ကြောင်းတွေကိုမြေပြင်တစ်လျှောက်ထိန်းသိမ်းရန်ကြိုးပမ်းနေပုံရပါတယ်။ကွန်စတန်တီနိုဘကာဒေတာရုရှားတို့ဟာပြီးခဲ့တဲ့24နာရီအတွင်းမှာကစ်ပန်ဘွတ်ရေတိုလောင်ကန်ရဲ့တောင်ဘက်မှာသူတို့ရဲ့အနေအထားကိုတိတိတတ်တာတိုးတက်အောင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။ရုရှားတို့ဟာနေစဉ်ဒရုန်းများစွာထုတ်လွှတ်နိုင်စွမ်းရှိပြီးတော့၎င်းတို့တိုက်ပွဲနေမြေတစ်လျှောက်မှာ အသုံးပြုပါတယ်။ N32 လမ်းနဲ့ Kiskan Nebaga ရေတိုလောင်ကန်ရဲ့တောင်ဘက်မှာရှိတဲ့ Ukraine နေရာတွေကို drone တွေနဲ့ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီးတော့တရားတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးနေရာများစွာကိုဖျက်ဆီးခဲ့ပါတယ်။အဲဒီလိုပြင်းထန်စွာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့အောင်မြင်တဲ့ထိုးစစ်ဆင်မှုတွေကိုလှုပ်ဆောင်ခဲ့ပြီးတော့ Alexander Kali Nova ရွာရဲ့တောင်ပိုင်းအလဲပိုင်းနဲ့အရှေ့ပိုင်းတွေကိုလုံးဝနှိပါထိန်းချုပ်နိုင်ခဲ့ပါတယ်။ယခုအခါရုရှားတို့ဟာအဲ့ဒီ area ကိုထိန်းချုပ်ထားပြီးတော့ Ukraine တို့ဟာ၎င်းရဲ့စစ်သားတွေကိုထောက်ပံ့ရန် အထောက်ပံ့ပေးဖို့နဲ့ပြောင်းရွှေ့ရန်အဲဒီလမ်းတွေကိုအသုံးပြုတော့မှာမဟုတ်ဘူးလို့သိရပါတယ်။ယူကရိန်းတို့ဟာ0524လမ်းကိုသာအသုံးပြုတော့မှာဖြစ်ပြီးတော့ရုရှားတပ်ဖွဲ့တွေဟာအဲဒီလမ်းနဲ့2ကီလိုမီတာအောက်နီးကပ်နေပြီဖြစ်ပါတယ်။ရုရှားတို့ဟာနိုဘာကာနဲ့ကွန်စတန်တီနိုဘာကာတို့ရဲ့မြို့တွေကြားမှာရှိတဲ့မီယက်ထာလမ်းနေနဲ့တက်နိုင်သမျှနီးကပ်ရန်ကြိုးစားနေပြီးတော့အဲဒီနယ်မြေကိုထိန်းချုပ်နိုင်တဲ့အခါယူကရိန်းတို့တွေထောင်ချောက်တစ်ခုဖြစ်လာပါလိမ့်မယ်။ခြားစားပါမြို့ပြီးခဲ့တဲ့48နှစ်အတွင်း ရုရှားတို့ဟာရှာဘာစာမြို့မှာသူတို့ရဲ့အနေအထားကိုတိတိတတ်တာတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဇွန်လ23ရက်နေ့မနက်ပိုင်းမှာရုရှားလိုလာတဲ့တရင်အရင်မြစ်တွေရဲ့အဆိုအရရုရှားတို့ဟာမြို့ရဲ့60ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့ယူကရိန်းတို့ကတော့10ရာခိုင်နှုန်းကိုသာထိန်းချုပ်နိုင်တော့ကြောင်းသိရပါတယ်။အဲ့ဒီမြို့အတွက်တိုက်ပွဲရဲ့နောက်ဆုံးအစ်စ်ဖြစ်ပါတယ်။ဒန်နီဘရိုဘတ်ဒေတာရုရှားတို့ဟာအဲ့ဒီဧရိယာမှာသူတို့ရဲ့အနေအထားကိုတိတိတတ်တာတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ 2025ခုနှစ်ဇွန်လ22ရက်နေ့မှာရုရှားကာကွယ်ရေးဝန်ကြီးဌာနကပီရိုဘာရွာကိုလုံးဝထိန်းချုပ်နိုင်ခဲ့ကြောင်းအစီရင်ခံခဲ့ပါတယ်။ရုရှားသတင်းအရေးမြစ်တွေက၎င်းတို့ရဲ့ရွာကိုထိန်းချုပ်ပုံနဲ့ရုရှားအလံတွေလွှင့်ထူပုံဗီဒီယိုတွေကိုလည်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီရွာမှာရုရှားတို့တင်ပိုက်ပြီးတော့မိုးရလီမြစ်ရဲ့ယူကရိန်းဘက်ခြမ်းမှာခိုင်မာတဲ့အထိုင်စခန်းတစ်ခုကိုထူထောင်နိုင်ခဲ့ပါတယ်။ရုရှားတို့ဟာယခုအခါမှာအနောက်ဘက်ကိုဆက်လက်ရွေ့လျားနေပြီးတော့၎င်းတို့ရဲ့နေရာတွေကိုချက်ထွင်ပြီးတော့ မိုင်ယာမြို့ကိုလုံးဝထိန်းချုပ်ဖို့ရည်ရွယ်နေပါတယ်။တချိန်တည်းမှာပဲရုရှားတို့ဟာရတရွာနဲ့ဇာကမြို့စီကိုဒိုးစစ်ဆင်မှုတွေဆက်လက်လှုပ်ဆောင်နေပြီးတော့ဘဒူရွာစီကိုတစ်ပင်တန်းတွေကနေတဆင့်ဆက်လက်တိုးတက်နေပါတယ်။တိုက်ပွဲနေမြေတခြားမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပေါ်နေပြီးတော့ယူကရိန်းတို့ဟာအဲ့ဒီအခြေအနေကိုထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်းတွေ့ရပါတယ်။ဇာပိုရီစီးယားဒေသရှစ်တန်ကရွာဧရိယာမှာရုရှားတို့ဟာသူတို့ရဲ့အနေအထားတွေကိုတိတိတသားတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇွန်လ20ရက်နေ့မှာရုရှားတို့ဟာသူတို့ရဲ့ဒိုးစစ်ဆင်မှုကိုစတင်ခဲ့ပြီးတော့ဇွန်လ23ရက်နေ့မှာရွာရဲ့60ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။မကြာမီအဲဒီရွာကိုရုရှားတို့ကထိန်းချုပ်နိုင်တော့မယ်လို့ယူဆရပါတယ်။မာလီနိုပကာမြို့မှာလည်းအရေးကြီးတဲ့သတင်းများစွာရရှိဖို့မျှော်လင့်ရပြီးတော့ရုရှားတို့ဟာအဲဒီရွာကိုလုံးဝထိန်းချုပ်နိုင်ခဲ့ပြီးဒါမှမဟုတ်ထိန်းချုပ်တော့မှာဖြစ်တယ်လို့သိရပါတယ်။ရေဘူးရအနေနဲ့ကတော့ဆူမိုမြို့ရဲ့ဧရိယာမှာရုရှားတို့ရဲ့ထိုးစစ်ဆင်မှုဟာ ယူကရိန်းရဲ့အာရုံကိုလမ်းကြောင်းလွှဲရန်သာရည်ရွယ်တယ်လို့ယူဆရပြီးတော့ကွန်စတန်တီနိုဘကာနဲ့ဒန်နီပရိုပော့ဒေတာတွေမှာအကြီးစားထိုးစစ်ဆင်မှုတွေဆက်လက်ဖြစ်ပွားနေတယ်။ရရှိထားတဲ့သတင်းအချက်အလက်တွေအရအမေရိကန်ပြည်ထောင်စုဟာနိုင်ရင်အနေငယ်အကြာကအီရန်နိုင်ငံကိုတိုက်ခတ်ခဲ့ပြီးတော့၎င်းတို့ရဲ့နျူကလ িয়ার စကန်၃ခုဖြစ်တဲ့အင်စဖာဟန်၊နတ်တန်နဲ့ဖာဒိုတို့ကိုပြစ်မှတ်ထားခဲ့ပါတယ်။အင်စဖာဟန်ဟာအီရန်အလဲပိုင်းတီဟီရန်မြို့ရဲ့တောင်ဘက်မှာတည်ရှိပါတယ်။နျူကလ িয়ার စကန်ကိုဒုံးကျည်တွေနဲ့တိုက်ခတ်ခဲ့တယ်လို့ တရင်ရရှိပါတယ်။ကျိုးတို့ဓာတ်ပုံတွေထဲမှာဒီ area မှာတိတိတာတာပျက်စီးမှုတွေရှိနေတာကိုတွေ့ရပေမဲ့ဒါရီဟာ history ရဲ့စစ်စင်ရေးတွေကြောင့်လို့ဆိုကြပြီးတော့ American ကဆက်လက်စစ်စင်ခဲ့ပါတယ်။နတန်ကတော့ Isfahan နဲ့ Tehran ကြားမှာရှိပြီးတော့နယူကလီးယားကြွေးဝါရေးစခန်းကိုလည်းဒုံးကျည်တွေနဲ့တိုက်ခတ်ခဲ့တယ်လို့တရင်ရရှိပါတယ်။ Fordo ဟာမြေအောက်ယူရေနီယံကြိုးဝါရေးစက်ရုံဖြစ်တဲ့အဲ့ဒီစကန်းကိုတော့ B2 ပုံကျဲလေယာဉ်တွေက GBU 57ဘန်ကာဖြတ်ပုံးနေနဲ့တိုက်ခတ်ခဲ့တယ်လို့ စစ်ဆွဲပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ရိုပျက်စီးသွားပြီလို့ဖော်ပြခဲ့ပြီးတော့အလုံးစုံကိုဖျက်ဆီးပစ်လိုက်ပြီလို့အတည်းပဲရပါတယ်။အမေရိကန်ယာရှိတွေက B2 State ဘုံကျဲလေယာဉ်တွေကိုအသုံးပြုခဲ့တယ်လို့အတည်ပြုပြီးတော့အီရန်အယာရှိကြီးတွေကတော့ဒေသစံတော်ချိန်မနေ့နှစ်နာရီ30မိနစ်ဝန်းကျင်မှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့သတင်းပို့ပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့ပျက်စီးဆုံးရှုံးမှုအတိုင်းအတာနဲ့အောင်မြင်မှုအပေါ်မှာအငြင်းပွားမှုတွေရှိနေပါတယ်။အမေရိကန်အာဏာပိုင်တွေ ။တမ္မတထရန့်အပါအဝင်ကတော့အလွန်အောင်မြင်တဲ့တိုက်ခိုက်မှုတွေနဲ့အီရန်ရဲ့အဓိကနျူကလ িয়ার ကျော်ဝါရေးစခန်းတွေကိုပျက်စီးသွားပြီလို့ပြောကြားခဲ့ပေမဲ့အီရန်အာဏာပိုင်တွေကတော့ကြွေပြားတဲ့ပုံစံမျိုးကိုတင်ပြနေပါတယ်။အီရန်ကတော့အမေရိကန်ကစစ်ကြေညာလိုက်ပြီးဖြစ်ကြောင်းနဲ့လက်တော့ပြန်ဖို့အသင့်ရှိနေကြောင်းဒေတာရွှဲမှာရှိတဲ့အမေရိကန်စကန်တိုင်းကိုတိုက်ခိုက်နိုင်ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကဘာရင်ကာတာနဲ့အီရတ်တို့မှာရှိတဲ့သူတို့ရဲ့အခြေစိုက်စခန်းအများပြားကိုအရင်ကတည်းကရွှေ့ပြောင်းထားပြီးသားဖြစ်တာကိုသတိပြုသင့်ပါတယ်။ ီရန်မီဒီယာတွေကအခုကစပြီးတော့ဒေတာရင်းအမေရိကန်နိုင်ငံသားကျွမ်းကျင်သူတိုင်းဟာတရားဝင်ပြစ်မှတ်ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။အရေးကြီးဆုံးကတော့အီရန်အာဏာပိုင်တွေကဖော်ဒိုနျူကလ িয়ার စကန်ရဲ့ဝင်ပေါက်ထွက်ပေါက်ဥမင်လိုင်ကောင်းတွေပဲပျက်စီးခဲ့တာဖြစ်ပြီးတော့စကန်ကိုယ်တိုင်မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာအမှုမြစွမ်းရင်အေဂျင်စီ IAEA ကလည်းဓာတ်ရောင်ကြီးပမာဏပုံမှန်အတိုင်းဖြစ်နေပြီးတော့မတိုးလာဘူးလို့ပြောကြားခဲ့တာဟာစကန်နေမပျက်စီးခဲ့ဘူးဆိုတဲ့အီရန်ရဲ့ပြောဆိုမှုကိုထောက်ခံနေပါတယ်။အမေရိကန်ရဲ့ယူရချက်က စခန်းတွေကိုလုံးဝဖျက်ဆီးတာထက်ဝင်ရောက်ခွင့်ကိုပိတ်ဆို့ဖို့ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ22ရက်နေ့ဗီဒီယိုတစ်ခုမှာဇန်နဝါရီလို့မှာရင်းစွာဖော်ပြထားပေမဲ့ရှာဖွေမှုရလဒ်တွေဟာ2025ခုနှစ်ဇွန်လ22ရက်ကိုအတည်ပြုနေပါတယ်။အီရန်ကအစ္စရေးကိုဥတီပြီးတော့ဒုံးကျည်အကြီးစားတွေနဲ့တိုက်ခတ်ခဲ့လို့အစ္စရေးရဲ့နယ်မြေအနှံ့ပြားမှာပောက်ကွဲမှုတွေနဲ့ထိခိုက်ဒဏ်ရာရမှုတွေဖြစ်ပွားခဲ့ပါတယ်။အီရန်ကအမေရိကန်အခြေစိုက်စခန်းတွေကိုတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းမျိုးတော့မရှိသေးပါဘူး။ယူကရိန်းရဲ့အခြေအနေကိုပြောပြပေးခြင်းပါတယ်။ ပြီးခဲ့တဲ့ဆန္ဒနာရေးတွင်းမှာစိတ်ဝင်စားစရာကောင်းပြီးတော့တခါတရံမှာထူးဆန်းတဲ့အချက်အလက်တွေတည်ရရှိခဲ့ပါတယ်။စူမီဒေတာရဲ့သတင်းကတော့သတင်းအချက်အလက်တွေရယူရင်းတက်ဖွဲ့တွေဟာပြန်လည်စုဖွဲ့ပြီးတော့မြောက်ဘက်ခြမ်းမှာရှိရဲ့သူတို့ရဲ့ဒုတိယကာကွယ်ရေးလိုင်းကနေတံပြန်ထိုးစစ်ဆင်ခဲ့ပြီးအာရီယီဗကာကျေးရွာကိုပြန်လည်ထိန်းချုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ရုရှားလိုလာတဲ့သတင်းအရင်းမြစ်တွေကအစပိုင်းမှာ အာရီယီဘကာကိုရုရှားတွေလက်လွတ်လိုက်ရပြီးစုခွာသွားတယ်လို့သတင်းပို့ခဲ့ပေမဲ့နောက်ပိုင်းမှာ Group of Four ရဲ့တရားဝင် Telegram Channel ကအာရီယီဘကာဟာရုရှားရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရှိနေစေဖြစ်ပြီးတော့ရှင်းလင်းစစ်ဆေးရေးတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ Geolocation အထောက်အထားတွေအာရီယီဘကာမြောက်ပိုင်းမှာရုရှားစစ်သား12ဦးဖမ်းဆီးခံထားရတဲ့ဗီဒီယိုတွေအပါအဝင်ယူကရိန်းရဲ့နယ်မြေတိုးတက်မှုကိုဖော်ပြနေပါတယ်။အခြေအနေတွေကတော့လက်ရှိမှာရှင်းရှင်းလင်းလင်းမရှိသေးပဲနဲ့ရွာကိုနှစ်ချံခွဲထားနိုင်ပြီမဲ့ယူကရိန်းကဒီရွာကို လုံးဝပြန်လည်ထိန်းချုပ်နိုင်မယ့်အခွင့်အလမ်းကြီးမြင့်မားပါတယ်။ဒီအခြေအနေဟာရုရှားရဲ့ကနဦးလုံခြုံရေးဆောင်စစ်စင်ရေးအပေါ်မှာတန်တရားတွေဖြစ်ပေါ်စေပြီးတော့အာယုံလွှဲရန်ကြိုးပမ်းမှုတက်တက်ဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ပိုကရော့ဘက်စကိုဒေတာဒီဒေတာကပရိပခရဲ့အဓိကနေရာလို့ယူဆရပါတယ်။ယူကရိန်းရဲ့တရင်ရေးမတီကပရိုကော့ဘက်စကိုဒေတာမှာအခြေအနေဆိုးလာကြောင်းရုရှားစစ်တပ်ရင်တပ်ဖွဲ့တွေဟာကုန်းတွင်ပိုင်းအဂျီလိုမရေရှင်းရဲ့တောင်ဘက်ချင်းကလန်တွေကလွဲပြီးတော့ကျန်တဲ့နေရာတွေအားလုံးမှာဥဆောင်မှုတွေရနေတယ်လို့ဖော်ပြခဲ့ပါတယ်။ ရုရှားတွေအတွက်အင်အားနဲ့နီလန်းတွေမှာအလွန်အမင်းအသာစီးရနေကြောင်းအထူးသဖြင့်ဆလိုနာဘဟူရီမျက်နှာကူကြားနဲ့နိုဘိုဘက်ကမူတီပကာဒေတာမှာအခြေအနေဟာရိုးရိုးလေးပဲစိုးရွားနေကြောင်းသူတို့ကအလေးပေးပြောကြားခဲ့ပါတယ်ယူကရိန်းတွေကတော့အင်အားဖြည့်တင်မှုတွေအတွက်မလုံလောက်ဘူးလို့ဆိုပါတယ်ရုရှားသတင်းရင်းမြစ်တွေအထူးသဖြင့်စီရေးသတင်းမီဒီယာတွေကတော့ရုရှားတပ်ဖွဲ့ဗဟိုအုပ်စုဟာပိုခရော့ဘတ်စကိုဒေတာရဲ့အရှိဘက်ချမ်းမှာယူကရိန်းကာကွယ်ရေးကိုဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီလို့ဆိုပါတယ်သူတို့ရဲ့အဆိုအရ52ကြိမ်မြောက် တပ်မတော်ရဲ့ unit တွေဟာကစွန်မြစ်ကိုဖျက်ကျော်ပြီးတော့နိုဘာကာမီယန်ကာရဲ့မြောက်ပိုင်းမှာခြေကုပ်ယူခဲ့ပြီလို့ဆိုပါတယ်။နောက်ထပ် routine scale ဘက်ကိုဆက်လက်တိုးတက်မှုတွေကတော့အဂျီလိုမရေရှင်းမှာရှိတဲ့ Ukraine ကာကွယ်ရေးတွေကိုပြိုကျစေပါတယ်။ဒါ့အပြင် Rodiansky ရဲ့အရှေ့မြောက်ဘက်မှာ Russia တိုက်ခိုက်ရေး unit တွေက Nova Tureska ကိုဝင်ရောက်ခဲ့ပြီးတော့အရှေ့ပိုင်းဒေသမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။ Nova Kamyanka မြို့ရဲ့အရှေ့မြောက်ဘက်ကိုလည်းဝင်ရောက်ခဲ့ပြီးတော့အလွန်အမင်းပြင်းထန်တဲ့တိုက်ပွဲတွေရှိနေပါတယ်။ ဒီသတင်းအချက်အလက်တွေကမှန်ကန်တယ်ဆိုရင်တော့တာဟာယူကရိန်းလက်နက်ကင်တပ်ဖွဲ့တွေအတွက်အကြီးမားဆုံးကပ်ပေးအစဖြစ်နိုင်ပြီးတော့ယူကရိန်းစစ်သားတွေထောင်ပေါင်းများစွာဟာအထဲမှာပိတ်မိပြီးတော့စုပ်ခွာဖို့အခွင့်အလမ်းမရှိဘဲကြီးမားတဲ့ဆုံးရှုံးမှုကိုကြုံတွေ့ရနိုင်ပါတယ်။ဆက်လက်ပြီးတော့ဇီဗာဒေတာအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ယူကရိန်းကလိုလားတဲ့သတင်းအရင်းမြစ်တွေကဒီဒေတာမှာရုရှားတွေတည်တည်တတ်တာတိုးတက်လာတာကိုဖော်ပြနေပါတယ်။သူတို့ရဲ့မြေပုံအစ်စ်တွေအရရုရှားတွေဟာတောင်ဘက်မှာရှိတဲ့ဟယ်ရီဟိုရီဘကာကနေဘီလိုဟိုရီဘကာအထိနဲ့ တောင်ဘက်စပိုင်နေနဲ့အိုင်ဘန်နီဘကာတို့ဘက်အထိနေမြေအပြည့်အဝကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါဟာမြေပြင်ပေါ်မှာတည်တာထင်ရှားတဲ့တိုးတက်မှုဖြစ်ပြီးတော့ရုရှားတွေဟာစီပမျိုးစီကိုပုံမနီးကပ်စေခဲ့ပါတယ်။ပြီးခဲ့တဲ့ညကရုရှားတွေစီရီဘရီယန်ကာရဲ့အရှိမျောက်ဖက်မှာတိုက်ခိုက်ပြီးဝင်ရောက်လာတာကိုပြတာတဲ့ဗီဒီယိုတစ်ခုကလည်းသူတို့ရဲ့တီရှိမှုနဲ့ဆက်လက်ထိုးစစ်ဆင်နေမှုကိုအတည်ပြုပါတယ်။တောင်ပိုင်းဒေသမြစ်တွေအကြားကအကြောင်းကိုလည်းပြောပြခြင်းပါတယ်။မြစ်တွေကြားမှာရှိတဲ့ဒီနောက်ဆုံးကြံနေတဲ့ အိတ်ကတ်နေမြေတွေမှာရုရှားတွေဟာဇာပိုရိရှားကြီးရွာကိုတင်ပိုက်ခဲ့ပြီးတော့အလန်အနေနဲ့ဗီဒီယိုတွေထုတ်ပြန်ခဲ့ပါတယ်။တရင်အချက်လက်တွေရဒီကနေ့မှာတော့ရုရှားတွေဟာယာတာကြီးရွာကိုဝင်ရောက်ခဲ့ပြီးတော့ဒီနယ်မြေအတွက်တိုက်ပွဲပြင်းထန်နေပါတယ်။ Groups of 4E ကလည်းမွေးရည်မြစ်ကိုကျော်ဖြတ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ပိုင်ရိုဟီဘကကြီးရွာနေမြေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပိုင်ရိုဟီဘကကိုလည်းနောက်24နာရီဒါမှမဟုတ်48နာရီအတွင်းမှာယူကရိန်းထိန်းချုပ်မှုအောက်ဒါမှမဟုတ် အငင်းပွားနေမည်အဖြစ်ကိုတတ်မှတ်နိုင်ပွဲရှိပြီးတော့ရုရှားတွေရဲ့တိုးတက်မှုကရက်တက်မသွားဘဲနဲ့ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။အ धिक အဖြစ်အပျက်တွေအတွက်စီးရဲအချင်းချုပ်ကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ရဲ့တင်ဆက်မှုလေးကိုတော့ဒီမှာပဲရန်နာပါအောင်ပဲခင်ဗျာ။